ရွေးကောက်ပွဲအပြီးမြန်မာနိုင်ငံကိုနိုင်ငံခြားသောဧည့်သည်ဝင်ရောက်မှု20ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းအထိမြင့်တက်လာနိုင်မယ်လို့ခရီးသွားလုပ်ငန်းရှင်တွေကပြောပါတယ်။ဒေါခင်းနှင်းဖြူဆိုသတင်းပေးပို့ထားတာပါရှင်။အွေမလာ၈ရက်နေ့ရွေးကောက်ပွဲအပြီးနိုင်ငံတကာကမျှော်လင့်ထားတဲ့ရလဒ်ထွက်ပေါ်လာတာကြောင့်မြန်မာနိုင်ငံခရီးသွားလုပ်ငန်းသီးသီးသာသာတိုးတက်လာပါတယ်။2015နှစ်ကုန်ပိုင်းကနေ2016လောက်အတွင်းကိုခရီးသွားဝင်ရောက်မှုနှုန်းက20ရာခိုင်နှုန်းအထိတိုးလာနိုင်ဖို့မျှော်လင့်ထားတယ်လို့ ခီးသွားလုပ်ငန်းရှင်တဦးက DBB ကိုပြောပါတယ်ဒီမြန်မာနိုင်ငံရဲ့ခီးသွားလုပ်ငန်းကတော့သူက internship ပဲပေါ့မမြင်တာတဲ့ခြေပွားရေးလုပ်ငန်းမျိုးစားလေးနောက်ဒီလို့မမြင်တာတဲ့အတွက်ကြောင့်မလို့လောလောဆယ်ဒီရွေးကောက်ပွဲပြီးသွားပြီဒီပြည်သူလူထုကြိုက်တဲ့အစိုးရကတက်လာတော့မယ်အဲ့ဒီအနေထားပြောင်းလဲသွားတာနဲ့ဧည့်သည်တအားဝင်လာတယ်လို့ကျမတို့ခံမှန်းလို့မရဘူး ဒီဘလို့အနေထားလဲဆိုတော့ဒီအချိန်တွေတစ်ခုပြောင်းလဲသွားတဲ့အခါမှာဒီမြန်မာနိုင်ငံအေဂျင့်နေနဲ့အခြားနိုင်ငံအေဂျင့်နေနဲ့အလုပ်လုပ်တဲ့အခါအလုပ်လုပ်တဲ့အချိန်တိုင်းတာတစ်ခုလိုရယ်ပေါ့အဲ့ဒီအချိန်တိုင်းတာပေါ်မူတည်ပြီးတော့မမတို့ဒီခင်းစဉ်တတိရေးဆွဲရောင်းချမယ်နောက်ကဧည့်သည်တွေစိတ်ဝင်စားမှုတိုးလာမယ်ဒီဆောင်ရွက်နေရတဲ့ဒီ processing တိုင်းနေထားနေဆိုလို့ရှိရင်နောက်6လလောက်ကြာတဲ့အခါတော့မှဒီရလက်ကအကောင့်ထဲပေါ်လာမယ်ပေါ့ဧည့်သည်အဝင်အဝင်ထွက်များတာတွေကိုမြင်လာမယ်ပေါ့ ထူးသဖြင့်တော့ရှေ့လာမယ့် high season မှာမြန်မာပြည်ရဲ့ဧည့်သည်ဝင်ထွက်များဖို့ရှိပါတယ်။နောက်2016ဒီနောက်ပိုင်းပေါ့ဒီ2015နှစ်ကုန်သွားပြီးတော့2016ဒီဇင်ဘာနောက်ပိုင်းမှာမြန်မာနိုင်ငံကိုနိုင်ငံတကာဧည့်ဝင်နှုန်းတိတိတသာမြင့်တက်လာပါလိမ့်မယ်။ရာဂိုင်နှုန်းအဖြစ်တော့အမားတို့ခံမှန်းတာရာဂိုင်နှုန်းအဖြစ်20ရာဂိုင်နှုန်းနဲ့40ရာဂိုင်နှုန်းကြားနိုင်ငံတကာခီးတော့ဧည့်သည်မြင့်တက်လာပါလိမ့်မယ်။အာရှရောဥရောပရောပေါ့နော်။ ခီးစားလုပ်ငန်းဖွံ့ဖြိုးဖို့ Tourism Master Plan ဆွဲပြီးခီးစဉ်တည်တိုးချရာတွေဟိုတယ်စုံဆောက်လုပ်တာနဲ့ Tourism Police တိုးတာတွေလည်းလှုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံခီးစားလုပ်ငန်းရှင်များအသင်းကလည်းပြောပါရယ်လက်ရှိအချိန်မှာမြန်မာနိုင်ငံကအစိုးရတဲ့နိုင်ငံရေးအခင်းအကျင်းတွေနဲ့စတင်တော့မယ့်အချိန်ဖြစ်တာကြောင့်နိုင်ငံတကာကစိတ်ဝင်စားနေတဲ့အချိန်ဖြစ်ပါတယ် အခုချိန်မှာခီးသွွားလုပ်ငန်းအနေနဲ့နိုင်ငံတကာနဲ့ရှင်နိုင်တဲ့ဝန်ဆောင်မှုတွေဝန်ဆောင်ကနှုံထားပြီးပြောင်းလဲတင်တယ်လို့သူကဆက်ပြောပါတယ်။မမပြည့်ရဲ့နိုင်ငံရေးဟိုနေအစ်စ်နိုင်ငံရေးဇလန်းအစ်စ်ကိုရမ်းစိတ်ဝင်စားတယ်နိုင်ငံရေးအခင်းကျင်းကလည်းတစ်ဖြစ်သွားပြီ။နိုင်ငံမှာလည်းစီမံခန့်မလို့မှုအစ်စ်တွေဘယ်လိုဖြစ်နေမလဲ။အဲတိုင်းပြည်သားတွေကရောဘယ်လိုမျိုးလမ်းဆန်းပြီးတော့ပျော်ရွှင်နေကြမလဲ။သူတို့ရဲ့စိတ်တွေကတဖွာဖွာနဲ့မြမပြည့်ကိုလာရောက်လေပတ်ခြင်းစိတ်တွေပေါက်နေတယ်။နောက်တစ်ခါဒီမြမပြည့်ကလည်းငကိုတဲကသူကသူ့ရဲ့အလှပတွေကကဘာမှာထင်ရှားကြော်ကြားထားပြီးသား။ ဲ့တော့ကျမတို့မှာတခုပဲဒီဒီဘယ်နည်းတခုပဲရှိတယ်ဗာလဲဆိုတော့ကျမတို့နိုင်ငံအနေနဲ့ဒေသဒေသဖြစ်နိုင်ငံအနေနဲ့ရှင်ပြိုင်နိုင်တဲ့ဈေးနှုန်းတခုတော့ကျမတို့ဖြစ်ဖို့လိုတယ်မြန်မာနိုင်ငံအခြားနိုင်ငံနဲ့ဆိုလို့ရှိရင်ဈေးတအားမြင့်နေတယ်ဟောဒနိခေတ်ကလုပ်ငန်းဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ချက်အရ2013ခုနှစ်အတွင်းမှာမြန်မာနိုင်ငံကိုနိုင်ငံခြားသားခီးသွားသုံးသိန်းနီးပါးဝင်ရောက်ခဲ့ပါတယ်2014ခုနှစ်မှာတော့ခီးသည်တတန်းကျော်ဝင်ရောက်ခဲ့ပြီးအခု2015ခုနှစ်အတွင်းမှာတော့ခီးသည်သုံးသန်းကနေ၅သန်းအထိဝင်ရောက်ဖို့မျှော်မှန်းထားပါတယ်ကျမခင်းဖြူဆိုပါ